လူတော်တော်များများကဆိုလာတက်ဆင်တယ်ဆိုတာဆိုလာဘက်ထရီနဲ့အင်ဗာတာတွေကို safety device တွေခံပြီးတက်ဆင်လိုက်ရင်ပြီးသွားပြီလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ ဲ့လောက်တော့မယိုးချင်းပါဘူးမိတ်ဆွေတက်ဆင်ခြင်းတဲ့နေရာရဲ့လိုအပ်တဲ့ပါဝါပြည့်စုံပြီးရရှိမှုတော်မူပြီး system တွေကိုရွေးချယ်နိုင်ပါတယ်မိတ်ဆွေကမှားယွင်းတဲ့ system တွေကိုတက်ဆင်မိမယ်ဆိုရင်တော့အချိန်ကုန်လူပင်မှန်းပြီးမိတ်ဆွေရဲ့ရင်းနှီးမြုပ်နှံမှုကအချင်းချင်းဖြစ်သွားပါလိမ့်မယ်ဒီနေ့ပြီတော့မှာတော့မိတ်ဆွေတို့ငွေကုန်လူပင်မှန်းမဖြစ်ရလျောင်း solar system တွေအကြောင်းနဲ့အချိန်နေပေါ်မူပြီးဘလို့လူတွေကဘလို့ system မျိုးကိုရွေးချယ်တင့်နေဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် မြန်မာနိုင်ငံမှာလောလောဆယ်သုံးနေကြတဲ့ power source က၄ခုရှိပါတယ်ပထမတစ်ခုကတော့ EPC လို့ကျွန်တော်တို့ခေါ်နေကြတဲ့ National Grid ပဲဖြစ်ပါတယ် National Grid မှာရက်စက်တအားကိုလောပိတရားလျှက်စစ်လို့ Hydro Power Plant နဲ့ Gas Turbine တွေကနေအဓိကထုတ်ပြီးဖြန့်ဖြူးပေးပါတယ်ဒုတိယတစ်ခုကတော့ Generator တွေပဲဖြစ်ပါတယ် generator တွေကိုမီးပြတ်သွားတဲ့အချိန်တွေမှာသုံးဖို့ backup အနေနဲ့ရော emergency အနေနဲ့ရောအသုံးပြုလို့ရအောင်တက်ဆင်ကြပါတယ် တတိယတစ်ခုကတော့ solar ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာ solar project တွေတော်တော် များများကိုတွေ့မြင်လာရပြီပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ battery တွေပဲဖြစ်ပါတယ် solar မရှိတဲ့အချိန်တွေမှာ battery တွေကနေ DC ထုတ်ယူပြီး inverter တွေနဲ့ AC ပြောင်းပြီးသုံးစွဲကြပါတယ် solar system တွေကိုတော့ on grid off grid နဲ့ hybrid ဆိုပြီးသုံးမျိုးခွဲခြားနိုင်ပါတယ် on grid တွေကိုတော့ grid time system တွေလို့လည်းခေါ်ကြပါတယ် grid time ဆိုတဲ့အတိုင်း EPC grid နဲ့ solar net ကိုတွဲဖက်ပြီးအသုံးပြုတာပဲဖြစ်ပါတယ် နေလင်းအောင်ရတဲ့နေခင်းပိုင်းတွေမှာဆူလာကရတဲ့ပါဝါကိုအဓိကထားသုံးပြီးနေလင်းအောင်မရှိတဲ့ညနေပိုင်းတွေမှာတော့ EPC grade ကပါဝါကိုယူသုံးပါတယ်ဒီလိုနီးနဲ့ဆက်ယုံအလုပ်ယုံတွေမှာမီတာဘီကိုလျှော့ရှနိုင်အောင် တက်ဆင်ကြပါတယ်ဥပမာမိတ်ဆွေရဲ့ဆက်ယုံက100 kW သုံးတယ်ဆိုပါစို့နေလင်းအောင်ရတဲ့အချိန်တွေမှာ80 kW ကိုဆူလာကထောက်ပံ့ပေးပြီးကြံတဲ့30 kW ကိုပဲ grade ကနေယူသုံးမှာဖြစ်ပါတယ်အကျိုးရကျိုးအနေနဲ့ကတော့မီတာခရဲ့ 90ရာခန်းလောက်ကိုချော့ချပေးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ခရစ်တိုင်းတွေဘလို့အလုပ်လုပ်လဲကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့နေ့ဘက်မှာဆူလာကရတဲ့ DC ပါဝါကို inverter ကနေတဆင်း AC ပြောင်းပြီး grid နဲ့ synchronization လုပ်ပါတယ် synchronization လုပ်တယ်ဆိုတာကတော့ grid မှာရှိတဲ့ voltage နဲ့ frequency နဲ့ကိုက်ညီအောင်ချိန်ညှိတာကိုဆိုလိုတာပဲဖြစ်ပါတယ် grid နဲ့ inverter synchronization ဖြစ်သွားတဲ့အခါမှာတော့ကျွန်တော်တို့လိုအပ်တဲ့လုပ်တွေကိုအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ခရစ်တိုင်းတွေမှာမကောင်းတဲ့အချက်လိုပဲပြောရမလား safety feature လို့ပဲပြောရမလား EPC မရှိတော့ရင် system ကအချက်တောင်းဖြစ်သွားမှာပဲဖြစ်ပါတယ်ဆိုလိုချင်တာကညာဖက်အလုပ်လုပ်ရတဲ့ operation တွေက EPC ပေါ်မှာအများကြီးမိခိုနေတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်တကယ်လို့ main ကညာဖက်တွေ EPC ပေါ်မှာလည်းအမကိုရင်ဘူးဆိုရင်တော့ greater weight battery backup system ကိုတက်ဆင်လုပ်ရပါတယ်ဒီ system မှာ DC coupling နဲ့ AC coupling ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ် DC coupling ဆိုတာကတော့ solar ကလာတဲ့ DC power နဲ့ battery ကလာတဲ့ DC power နဲ့ကို DC bus ပေါ်မှာပေါင်းပြီးအဲ့ဒီ bus power ပေါ်ကနေမှတစ်ဆင်း inverter ကိုတွားပြီး AC output ပြန်ထုတ်တာပဲဖြစ်ပါတယ် AC coupling မှာတော့ solar ကနေလာတဲ့ DC ကို AC ပြောင်းဖို့အတွက် inverter တစ်လုံးနဲ့ ဘက်ထရီကနေလာတဲ့ DC ကို AC ပြောင်းဖို့အင်ဗာတာတစ်လုံးလိုပါမယ်။အင်ဗာတာနှလုံးကနေလာတဲ့ AC ပါဝါကို AC bus power မှာပေါင်းပြီးအောက်ပုတ်ပြန်ထုတ်ပေးတာပဲဖြစ်ပါတယ်။ဒီနေရာမှာတတိယမှာက ဘက်ထရီကိုအပြန်သွင်းဖို့ဘက်ထရီအင်ဗာတာက bind directional inverter ဖြစ်ရမှာပဲဖြစ်ပါတယ် bind directional inverter ဆိုတာကတော့ဘက်ထရီကနေအားထုတ်သုံးတာနဲ့ဘက်ထရီကိုအားပြန်သွင်းတာနှစ်မျိုးလုံးလုံးနိုင်တဲ့ inverter ကိုဆိုလိုတာပဲဖြစ်ပါတယ် DC coupling စနစ်ရဲ့အသာချက်က component နည်းနည်းနဲ့ energy conversion losses နဲ့အောင်ထုတ်လုပ်နိုင်တာပဲဖြစ်ပါတယ် AC coupling စနစ်ရဲ့အသာချက်ကတော့ flexible ဖြစ်တာနဲ့ low integration လုပ်ဖို့အတွက်ကူတာတွေပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ off grid system ပဲဖြစ်ပါတယ် off-grid system ကိုတော့ EPC ပုံမှန်မရတဲ့ data တွေနဲ့လုံးဝမရတဲ့ data တွေမှာ generator တွေနဲ့ရောပြီးအသုံးပြုကြပါတယ်။နောက်ဆုံးတစ်ခုကတော့ hybrid system ပဲဖြစ်ပါတယ်။ hybrid system တွေမှာတော့ power source 3ခုထပ်ပို့ပြီးသုံးနိုင်ကြပါတယ်။ခရီးနေရာမှာ generator နဲ့အနောက်နိုင်ငံတွေမှာ wind turbine တွေကနေတဆင့် power ထုတ်ယူပြီး solar battery တို့နဲ့တွဲဖက်ပြီးအသုံးပြုကြပါတယ်။အဲတော့မိတ်ဆွေတို့လိုအပ်နေတဲ့ energy အတွက် base system ကအကောင်းဆုံးဖြစ်မလဲဆိုတာကိုရွေးချယ်ကြည့်ကြရအောင်ပါ။တကယ်လို့မိတ်ဆွေကစက်ရုံတွေမှာ solar တက်ဆင်ပြီးမီတာဖို့ short ချခြင်းနဲ့ဆိုရင်တော့ grid tie system ကိုရွေးချယ်သင့်ပါတယ်။မီတာဖို့ကို50%ကနေ70%အထိ short ချနိုင်မှာပဲဖြစ်ပါတယ်။ မိတ်ဆွေကကိုယ်ဆိုင်အောင်အတွက်လိုအပ်တဲ့ energy power ကို EPC ကိုလည်းမမီခိုရှင်မှုဆိုရင်တော့ great time weight battery backup system ကိုရွေးချယ်သင့်ပါတယ်တကယ်လို့မိတ်ဆွေရဲ့နေရာက EPC မီလာပုံမှန်မရဘူးဆိုရင်တော့ off grid system ကိုရွေးချယ်သင့်ပါတယ်တယ်လီဖုန်း site တွေစေယုံတွေနဲ့ data center လို့ power လုံးဝပြတ်တောက်လို့မရတဲ့နေရာမျိုးတွေမှာတော့ hybrid system ကိုသုံးသင့်ပါတယ် ကဲဒီလောက်ဆိုရင်တော့မိတ်ဆွေရဲ့လိုအပ်ချက်နဲ့ကိတ်ညီတဲ့ system ကိုမမကန်ကန်ရွှေရွှေတောင်းနိုင်လိုက်မယ်လို့ထင်ပါတယ်မိတ်ဆွေတို့အကျိုးတစ်စုံရပြုခဲ့မယ်ဆိုရင်တော့ like and subscribe လေးနဲ့ကဲဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ